မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်ပဲရစ်မှာမျက်လည်မပြနိုင်ခဲ့တဲ့အာဆင်နယ်အကြောင်းလေးပါယနေ့မနက်အစောပိုင်းကကစားခဲ့တဲ့ PSG နဲ့အာဆင်နယ်ရဲ့ပွဲစဉ်မှာတော့အာဆင်နယ်အသင်းကနှစ်ဂိုးတစ်ဂိုးနဲ့အထက်မှန်ရှုံးနိမ့်ခဲ့တာကြောင့်နှစ်ကြော့ပေါင်း၃ဂိုးတစ်ဂိုးနဲ့အထောင်းဆန်တိုင်းပဲပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပါပြီ ရမကြော့တက်လူဆောင်လာတဲ့အာဆနယ်အသင်းကယနေ့ပွဲအစောပိုင်းမိနစ်တွေမှာ PSG ဘက်ကိုဇက်တိုက်ချင်းချမှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့ PSG ကိုသမားဒွန်နာရမရဲ့လက်စွမ်းပြမှုတွေကကန်နာတွေကိုတိုက်ဆိတ်စေခဲ့ပါတယ်။ကိုသမားကောင်းရင်ပွဲရလက်အဖြစ်ပြောင်းတတ်တဲ့အနေအထားမျိုးအခုတစ်ခေါက်စင်မီပွဲစဉ်တွေမှာအတွေ့များခဲ့ရပြီးတော့အာဆနယ်ဘလောက်ကောင်းခဲ့ပါစေ။ပြိုင်မဲ့ကိုသမားပိုကောင်းခဲ့တာကြောင့်အာဆနယ်တို့မျက်လည်းပြောက်ခွင့်မရခဲ့တာဖြစ်ပါတယ်။ Rice Party, Odegaard ရဲ့အကွင်းလက်ကဒီနေ့ပွဲမှာလောက်လောက်လာလာဆွမ်းဆောင်ပြနိုင်ခြင်းမရှိခဲ့သလို့ ပရိသတ်တွေမျှော်လင့်နေတဲ့ rights ရဲ့လာပါတဲ့ free kick ကန်ချက်တွေကိုလည်းမမြင်တွေ့ကြရပဲစကားမာတနယ်လီတို့ရဲ့တောင်ပံတွေကနေတာအာဆင်နယ်တို့ကိုရဖို့ကြိုးစားခဲ့ရပါတယ်။ဒါပေမဲ့ PSG အသင်းကအိမ်ကွင်းမှာအမှားယွင်းမရှိကစားပြသွားခဲ့ပြီးတော့ပထမပိုင်းမှာ Rose ရဲ့လာပါပြင်းထန်တဲ့အတွင်းကိုအပြင်ဒုတိယပိုင်းမှာလည်း Hakimi ရဲ့ကန်သွင်းချက်တွေကြောင့်အာဆင်နယ်ကို2-0ပြတ်အနေထားနဲ့ဥဆောင်နိုင်ခဲ့ပါတယ်။ဖီတင်ညာရဲ့ပန်နန်တီကိုရော ရာညာကကွယ်နိုင်ခဲ့လို့သာအာဆင်နယ်တို့ကိုတိတ်မပြတ်ခဲ့ရတာဖြစ်ပြီးတော့ခုနှစ်စနစ်6မိနစ်မှာစာကာကချေပါကိုပြန်သွင်းခဲ့တယ်လို့စာကာကပဲဂိုသမားမမီနိုင်လောက်တဲ့ထောင်းလေးကိုဝေးဝိုက်ကန်သွင်းခဲ့ပေမယ့်ဒွန်နာရမပုတ်ထွက်ကွယ်ခဲ့ပြန်လာကြောင်းအာဆင်နယ်တို့နှစ်သိပ်ကိုတကူနဲ့သာသွင်းပြီးတော့အင်္ဂလန်ခတ်တုတ်တုတ်ပြန်လာခဲ့ရပါတယ်။ final တက်သွားတဲ့ PSG ကတော့ထုံးစံအစင်လာတိုင်းဆိုရင်အခုတစ်ခေါက် Champions League ဖလားကိုတင်ပိုက်ဖို့ပိုမိုရာဂိုင်နှုံးများနေပြီးတော့ လာမယ့် final ကတော့အသင်းတိုက်စစ်ပိုင်းတွေအားပြိုင်တာထက်ကိုသမချင်းအားပြိုင်ရဖို့သာပိုမိုရကိုင်းတော့များနေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းကွင်းလယ်ကစားသမားအိုဒီကတ်ကတော့အခုတခါချန်ပီယံလိရှုံးပွဲနားကျင်မှုကိုအင်အားတရအဖြစ်ပြန်လည်အသုံးချသွားမှာဖြစ်ကြောင်းပွဲပြီးပြောဆိုသွားခဲ့ပါတယ်။ချန်ပီယံလိဘောလုံးပွဲရဲ့အသင်းတွေကပေါ်ထွက်လိုလာခဲ့ပါပြီ။2020-2023ခုနှစ်ဘောလုံးပွဲတွေမှာရှုံးနေခဲ့ကြတဲ့ PSG နဲ့ Inter Milan အသင်းတွေက ကလပ်အသင်းတွေအတွက်အမြင့်ဆုံးအောင်မြင်မှုကိုရယူဖို့အတွက်နောက်တစ်ကြိမ်စူးစမ်းခွင့်ရရှိလာခဲ့ကြပြီပဲဖြစ်ပါတယ်။ Inter Milan ရော PSG ရောချန်ပီယံဖြစ်ဖို့လုံလောက်ကောင်းမွန်တဲ့အကြောင်းပြချက်တွေရှိနေကြပါတယ်။ဘောလုံးဝါသနာရှင်တွေအတွက်လည်းဂျင်းနက်ဆရာကောင်းတဲ့ဘိုလူပွဲပွဲစဉ်တစ်ခုကိုမြင်တွေ့ကြရမှာပါ။ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာကတော့ခက်မှန်းဖို့ခက်ခဲနေပါတယ်။ကဲဘယ်အသင်းကိုအားပေးကြမလဲရှင်။ PSG အသင်းနောက်ခံလူ မောင်ခင်ဟိုကတော့မိမိတို့အတင်ကအရင်ကထပ်ပိုးမှုတမ်းမှကြီးထွားလာခဲ့အကြောင်းကိုလည်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။အဆင်နဲ့တင်းဒီပြအာတီတာကတော့လက်စွမ်းပြမှုတွေများစွာပြုလုပ်ခဲ့တဲ့ PSG ကိုသမားဒွန်နာရမာကိုချီးကျူးသွားခဲ့ပါတယ်။ PSG အတင်နောက်ခံလူဟာကီမီကတော့ပွဲအဖြစ်ကိုပြောင်းလဲပေးခဲ့တဲ့နီးပြနီးပြအန်ရစ်ရဲ့ဘောလုံးတက်တနာကိုပွဲအပြီးချီးကျူးသွားခဲ့ပါတယ်။ PSG အတင်ကိုသမားဒွန်နာရမာကိုခေါ်ယူဖို့ဥရောပအထိပ်သီးအတင်ကြီးနှစ်တင်းဖြစ်တဲ့ရီယန်နဲ့ဘိုင်ယန်တို့ကစောင့်ကြည့်နေကြပါတယ်။ စပါကွင်းလေတိုက်စစ်ကစားသမားမက်ဒီဆင်တယောက်ဒဏ်ရာကြောင့်လက်ကျန်ရသည့်ပွဲစဉ်အလုံးလွဲချော်မှာဖြစ်ပါတယ်။ချယ်ဆီနီးပြမာရစ်ကာကတော့မိမိတို့သာ conference ဖလားရခဲ့ပါကပုံစံကောင်းပေါ်ပြန်တက်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ Bruno Fernandes ကိုအသင်းမှာဆက်ထိန်လို့ကြောင်း Man United အသင်းနီးပြအမွေရင်ပြောကြတယ်ဆိုတဲ့သတင်းလေးကိုလည်းဆက်ပြောချင်ပါတယ်။ Man United နီးပြအမွေရင်က Sorry Club El Hilal အသင်းနဲ့ သတင်းထွက်နေတဲ့အသင်ကွင်းလေကစားသမား Bruno Fernandes ကိုအသင်းမှာဆက်ထိန်းထားလို့ကြောင်းပြောကြခဲ့ပါတယ်။ Saudi Club Al Hilal အသင်းကတော့အသက်30အရွယ်ပေါ်တူဂီလက်ရွေးစင်ကွင်းလေကစားသမား Bruno Fernandes ကိုတနှစ်လားစာပေါင်း65တန်းနဲ့ကမ်းလှမ်းထားကြောင်းသိရပါတယ်။ရှင်းပမာဏကတော့ Man United မှာတနှစ်လားစာပေါင်း15.6တန်းသာရရှိနေတဲ့ Bruno Fernandes အတွက်မလောက်စရာဖြစ်နေပြီးမီဒီယာတွေကပေါ်ပြနေပါတယ်။သို့သော Man United နည်းပြအမွေင်က Bruno Fernandes ကိုခေါ်ယူလို့တဲ့အသင်းတွေရှိနေခြင်းက မထူးဆန်းကြောင်းနဲ့၎င်းအနေနဲ့ဘရူနိုဖာနန်ဒက်စ်ကိုအသင်းမှာဆက်ရှိနေစေလိုကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ MOA ကဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းရွှေ့သတင်းတွေထွက်လာတာကိုကျွန်တော်နားလည်ပါတယ်။ဘာလို့လဲဆိုတော့ဘရူနိုဖာနန်ဒက်စ်ကအချက်လက်ကောင်းတွေကိုပိုင်ဆိုင်ထားသလိုသူ့ရဲ့စွမ်းဆောင်ရည်ကလည်းအရန်ကောင်းပါတယ်။သူကထိတ်တန့်ကစားသမားဖြစ်ပြီးကျွန်တော်တို့အနေနဲ့ထိတ်တန့်ကစားသမားတွေလိုအပ်ပါတယ်။သူ့ကိုလူတွေလိုချင်တာမဆန်းပါဘူးကျွန်တော်ကတော့အတုကိုအသိမှပဲဆက်ရှိနေစေချင်ပါတယ်လို့ပြောကြခဲ့ပါတယ်။ဘန်စီမှာ ကန်တီတို့ကစားနေတဲ့ LTD ဟုတ် LTD ဟုတ်အသင်းကတော့ Sorti Prolate အမှတ်ပေးချန်ပီယံဖြစ်ဖို့နင်းဆက်လာခဲ့ပါပြီ။မနေ့ညကကစားခဲ့တဲ့ပွဲမှာအန်နာဆာအသင်းကို3-2နဲ့အနိုင်ကစားပြီးမှတော့ဂျာဒီကုံမို့၄ပွဲလိုမှာအဆင့်နှစ်နေရာကအဲဟီလေအသင်းကို6မှတ်အသာနဲ့ဥဆောင်ထားနိုင်ခဲ့ပါတယ်။အန်နာဆာအသင်းကတော့အဆင့်၄နေရာမှာရပ်တည်နေပြီးအမှတ်ပေးဖလားမျောလင်းချက်နဲ့ဝေးကွာသွားရပြီပဲဖြစ်ပါတယ်ပရိသတ်စီ။ ဆလတ်တင်ဆက်ပေးချင်တာကတော့လာမယ့်ရာသီမှာချန်ပီယံလိကိုရယူပေးမယ်လို့ရမားဂတိပေးတယ်ဆိုတဲ့အတိုင်းလေးပါ။ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမားယာမဲလ်ကလာမယ့်ရာသီမှာချန်ပီယံလိဖလားကိုအသင်းအတွက်ရယူပေးသွားမယ်လို့ဂရီပေးပြောကြားခဲ့ပါရယ်။ဘာစီလိုနာတင်ကအခုရာသီချန်ပီယံလိမှာပိုဆွဲဖို့ရပန်းစားခဲ့ပေမဲ့လည်းဆီမီဖိုင်နယ်မှာအင်တာမီလန်ကိုနှစ်ကြော့ပေါင်း8-6ကိုနဲ့ရှုံးနေပြီးပြိုင်ခွဲကနေထွက်ခွာခဲ့ရပါရယ်။ သို့သောရာမဲကလာမယ့်ယာသီတွေမှာဘာစီလိုနာပြိသက်တွေအတွက်ချန်ပီယံလိကိုရယူပေးသွားမယ်လို့ကြေပေးခဲ့ခြင်းဖြစ်ပါတယ်။ရာမဲကကျွန်တော်တို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ကကျွန်တော်တို့နဲ့မဟုတ်ခဲ့ပါဘူး။ကျွန်တော်တို့ပြန်လာမှာပါ။ဒီအသင်းကိုထိုက်တန်တဲ့နေရာမှာထားနိုင်မှုအတွက်ကျွန်တော်တို့မရက်မနာကြိုးစားသွားမှာပါ။ချန်ပီယံလိဖလားကိုဘာစီလိုနာအတွက်အရယူပေးသွားမှာပါ။အဲ့ဒီအတွက်ကျွန်တော်ကြေပေးပါတယ်။ချန်ပီယံလိဖလားမရမချင်းကျွန်တော်တို့အနေနဲ့လုံးဝရက်တန့်သွားမှာမဟုတ်ပါဘူးလို့ Instagram မှာရေးသားခဲ့ပါတယ်။ ။အာဆင်နယ်အသင်းကတော့ PSG အသင်းကတောင်ကိုရီးယားတိုက်စစ်ကစားသမားလီကန်အင်းအားခေါ်ယူဖို့အတွက်စိတ်ဝင်စားနေကြောင်းသိရပါတယ်။လီကန်အင်း24နှစ်ကအခုရာသီမှာ PSG အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေပြီးအရင်ကစားသမားဖြစ်တာပါဝင်ကစားခွင့်ရနေကြောင်းသိရပါတယ်။ဒါကြောင့် PSG အသင်းကတော့လာမယ့်အနွေ၎င်းကိုရောင်းထုတ်ဖို့စီစဉ်နေပြီးတော့အခုခါအာဆင်နယ်အသင်းကစိတ်ဝင်စားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ PSG အသင်းကလီဂန်အတွက်ပေါင်သန်း20ဝန်းကျင်နဲ့ကမ်းလှမ်းမှုတွေကိုလက်ခံပွဲရှိနေကြောင်းသိရပါတယ်အခုဆက်လက်ပြောပြပေးချင်တာကတော့အန်တိုနီကိုအငှားထက်မှန်ဆေးလွတ်ဖို့ဆုံးဖြတ်ထားတဲ့ United ပါ။ Manchester United အသင်းတောင်မှန်တိုက်စစ်ကစားသမားအန်တိုနီကအငှားစာချုပ်တက်တန်ကုံဆုံးတော့မှဖြစ်သလို Premier League ထံပြန်လည်ခြေချဖို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့လည်းအန်တိုနီက United မှာအနာဂတ်မရှိတော့ကြောင်းသိရှိထားပေမဲ့နောက်ထပ်အငှားထွက်ဖို့ကစားဖို့စမ်းသပ်မရှိကြောင်းသိရပါတယ်။ နီးပြအမိုရင်ရဲ့ကစားကွက်မှာဘရာဇီးသားကတော့အံဝင်ခွင့်ကြမဖြစ်ခဲ့ပဲရုံးကန်နေရတာကြောင့်ပြီးခဲ့တဲ့ရာသီအစကဘတ်တစ်ထန်သွားရောက်ကစားခဲ့ရပါတယ်။အခုချိန်မှာတော့အန်တိုနီတယောက်အင်္ဂါသက်တမ်းကုံဆုံးတော့မှာဖြစ်တယ်လို့ Real Bad အတွက်အများကြီးအကျိုးပြုခဲ့တဲ့ကစားသမားတအုပ်လေးဖြစ်ခဲ့ပါတယ်။ Spain မြေမှာခြေစွမ်းကောင်းကိုပြသထားနိုင်ခဲ့တယ်လို့အရေးပါတဲ့ twin goal တွေနဲ့ဖန်တီးမှုတွေများစွာပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ Real Bad တို့ကတော့ Anthony ရောက်ရှိလာပြီးနောက်မှာရှုံးပွဲမရှိခဲ့ပဲအသင်းတော်တော်များများကိုအနိုင်ရရှိထားခဲ့ပါတယ်။ ်ဇယားအောက်ရောက်ရှိနေခဲ့တဲ့ဘက်တစ်လိုအသင်းကိုအန်တိုနီကအဆင့်30အတွင်းဝင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့စပိန်အသင်းမီဒီယာတွေပါဆက်ဖြားမှပြောစမှတ်တင်စေခဲ့ပါပြီ။လက်ရှိမှာတော့အငှားစာချုပ်ပြိပ်ပြီးဖြစ်လို့ပရီးမီးယားလိဂ်ကိုပြန်လာရတော့မှဖြစ်ပေမဲ့ United တို့ကတော့အန်တိုနီကိုထပ်မံအငှားချထားကိုဖို့ကိုပဲဆုံးဖြတ်ထားကြောင်းသိရပါတယ်။အန်တိုနီကတော့နောက်ထပ်အငှားထွက်ကစားဖို့စိတ်ကူးမရှိတာကြောင့်အပြောင်းရွှေ့ပဲလို့ဖြစ်လာအောင်လဲဆိုတာစောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်။စပိန်ကလပ်အက်သလက်တီကိုကတော့အန်တိုနီကိုခေါ်ယူဖို့အစမ်းမရှိဘူးလို့သိရပြီး ။ဒီပြဆင်မြူနီကတော့အတင်းအထောင်ကစားသမားအယ်ဗာရက်စ်ရဲ့ပြိုင်ဘက်အစံပြကစားသမားဖြစ်ရှုမြင်ခိုင်းမှုဆုံးဖြတ်ထားကြောင်းပြောထားခဲ့ပါတယ်။ချီယာရပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုဆက်လက်တင်ဆက်ပေးတင်တာကတော့ပေါ်တူဂီ U15 အသင်းမှာရွေးချယ်ခံခဲ့ရတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာပါ။ပေါ်တူဂီကံတော်ဝင်ကစားသမားကြီးစီရော်နယ်ဒိုရဲ့အသားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာကတော့အင်္ဂလန်နဲ့ကစားမဲ့ပေါ်တူဂီ U15 အသင်းအတွက်ရွေးချယ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဆီရိုနက်တိုကခရစ်စတီယာနိုဂျူနီယာလူငယ်အသင်းမှာအရွေးခံရတဲ့သတင်းကိုသူ့ရဲ့ Instagram မှာဂုဏ်ယူဝင်ကြောင်းမှုအပြင်နဲ့ posting ခဲ့ပါတယ်။ဆီရိုနက်တိုကမီတာပုံစံ emoji နဲ့အတူမင်းအတွက်ဂုဏ်ယူတဲ့သားလေးဆိုပြီးတော့ caption ရေးသားခဲ့ပါတယ်။အသက်14နှစ်သာရှိတဲ့သူခရစ်စတီယာဂျူနီယာကတော့ပြီးခဲ့တဲ့နှစ်နှစ်ကဆီရိုနက်တိုနဲ့အတူလိုက်ပါပြီးတော့ sorry မျိုးကိုခြေချခဲ့ပြီးအနာစာအသင်း academy မှာပါဝင်ကစားနေရဖြစ်ပါတယ်။ခရစ်စီယာနိုဂျူနီယာကတော့ပြီးခဲ့တဲ့နှစ်တွေအတွင်းဂျူဗင်တပ်စ်မန်ချက်စတာယူနိုက်တက်လူငယ်အသင်းတွေမှာ ကစားခဲ့ပူးပြီးတော့အခုချိန်မှာတော့နိုင်ငံတကာအတွေ့အကြုံကိုစတင်ပိုင်ဆိုင်ခွင့်ရှိမှာပါပေါ်တူဂီ U15 အသင်းကအခုမေလကုန်ပိုင်းမှာဂျပန်၊ဂရိ၊အင်္ဂလန်တို့နဲ့အဆုံးတွေ့မှာဖြစ်ပြီးအဲ့ဒီအတွက်လူစင်းမှာခရစ်စီယာနိုဂျူနီယာကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်2022ခုနှစ်တုန်းကအင်တာဗျူးတစ်ခုမှာစီရိုနန်ဂျိုကခရစ်စတီယာနိုဂျူနီယာက တနေ့ကြာရင် သူနဲ့အတူအတသိန်းထဲမှာဘောလုံးကစားခွင့်ရဖို့ဆုံးဖြတ်ထားတယ်လို့ဖွင့်ဟပြောဆိုခဲ့မှုပါတယ်။စီရိုနန်ဂျိုက ကျွန်တော်သားကကျွန်တော်ကိုအဖေနောက်ထပ်နှစ်နည်းနည်းလောက်ပေါ်လုံးဆက်ကစားပါအောင်ကျွန်တော်အဖေနဲ့အတူကစားခွင့်ရခြင်းလို့ပါဆိုပြီးပြောခဲ့ပါတယ်ကျွန်တော်ကတော့သူ့ကိုဘာဖြစ်အောင်မှပေးသွားမှာမဟုတ်ပဲသူသွားခြင်းတဲ့လမ်းကြောင်းကိုဖောက်ခွင့်ပေးသွားမှာပါကျွန်တော်အနေနဲ့ခရစ်စတီယာနိုဂျူနီယာသားမကလူတိုင်းကိုကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီးခြေနဲ့ပျော်ရွှင်နေရမျိုးပဲလို့ကျင်ပါတယ်သူပဲလူလမ်းကြောင်းကိုပဲရွေးချယ်ပါစေကျွန်တော်ကတော့အားပေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ပရိသတ်ကြီး အခုတင်ဆက်ပေးခြင်းတဲ့အကစားသတင်းကတော့မန်ယူနဲ့ပွဲကိုလွဲမဲ့ဝီလျံညီကိုပါမန်ယူသင်းနဲ့ကစားမဲ့ယူရိုပါလိစီမီဒုတိယအကြိမ်မှာတော့ဘီပါအိုအဓိကကစားသမားနှစ်ယောက်ဖြစ်တဲ့ဝီလျံညီကိုတော့ပါဝင်လာမှာမဟုတ်ကြောင်းသတင်းရရှိပါရယ်ကွင်းလက်ကစားသမားဆန်းဆန်းနဲ့အတူဝီလျံတို့ညီကိုနှစ်ယောက်စလုံးထရန်ရဆင်းနဲ့ရောက်ရှိနေတာကြောင့်မန်ယူအသင်းအတွက်အားတက်ဖွယ်သတင်းတပုတ်ဖြစ်လာစေခဲ့ပြီးဘီဘာဟုတ်တော့ခေါင်းခဲစေခဲ့ပါတယ်။ကွင်းလေကစားသမားဆန်းဆက်ကတော့အခုရာသီပြိုင်ပွဲဆုံးတွင်ကို16ဂိုးအထိတွင်ယူထားသူတယောက်ဖြစ်ပြီး ီးခဲ့တဲ့ပထမကြော်ရုံးတွေကဒဏ်ရာကြောင့်ပအဝင်ကစားနိုင်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။ပထမကြော်ရုံးတွေကဒဏ်ရာကြောင့်ပအဝင်ကစားနိုင်ခြင်းမရှိခဲ့သူတယောက်ဖြစ်ပါတယ်။ဝီလျံကြီးကိုနှစ်ယောက်ကလက်ရှိရာသီတွင်းကို၁၆တိတူပူတွဲသွင်းယူထားကြပြီးကိုယ်ပန်ဒီမှုဆက်ကြောက်ချိန်ဒီပြုလုပ်ထားကြသူတွေဖြစ်တာကြောင့်မဆိုပါကစားသမားတွေဒဏ်ရာရရှိမှုအနေအထားကမန်ယူကိုနောက်တဆင့်တက်ဖို့ပုံမလွယ်ကူလွန်းစေခဲ့ပါတယ်ပြည်သက်ကြီးရေအခုတင်ဆက်ပေးချင်တာကတော့ ဘိုဒိုစပါရှေ့ရ9လ2025ကြာတာရင်းနေည7:30ပရိသတ်ကြီးဘိုဒိုကဒီအာဒီတလျှောက်လုံးယူရိုပါလိပြိုင်ပွဲမှာအိမ်ကွင်းအားထားပြီးဆီမီဖိုင်နယ်ထိတက်ရောက်လာခဲ့တာပါယူရိုပါလိအိမ်ကွင်း9ပွဲကစားထားရမှာပွဲတိုင်း9ရခဲ့တယ်လို့6ပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ခဲ့ပြီးတရေပွဲစဉ်လုံးဝမရှိခဲ့ပါဘူးပြီးခဲ့တဲ့ quarter final အင်ကွင်းပွဲမှာလဲလာစီယိုကို2-0နဲ့အနိုင်ရအောင်ကစားပြခဲ့ပါတယ်။ဒါကြောင့်အခုပွဲမှာလဲ အင်ကွင်းအသာချန်တဲ့အရှုံးရလက်ကိုပြောင်းပြန်လှန်နိုင်မှုကြိုးစားနေရပဲဖြစ်ပါတယ်။နော်ဝေလိကယာတီတက်ဆတင်တာမကြသေးလို့ဘိုးတို့ရဲ့အနေထားကလမ်းဆက်မှုအပြည့်ရှိနေပါတယ်။ဒီပွဲမှာသူတို့လောက်ရမှာကဥဆောင်ကိုရဖို့အတွက်ပါပဲ။ဒီလိုနေရာမှာတော့စပါကိုအတက်နိုင်ဆုံးဥဆောင်ကိုမပေးရရေးကိုအတိတ်ကပြင်ဆင်ရမှာဖြစ်ပြီးတော့အနည်းဆက်ဆုံးဖြစ်တဲ့2-0ရလက်ကိုမျှော်လင့်ရမှာဖြစ်ပါတယ်။ စပါကတော့ပရီးမီးယားလီဂ်ဘက်မှာလုံးဝကိုတည်မရသေးပါဘူး။လိဂ်လေးပွဲဆက်တိုက်ပျောက်ထားတဲ့စပါကပြိုင်ပွဲဆုံးအဝေးကွင်းနောက်ဆုံးဆက်ပွဲမှာလည်း Isoch နဲ့ Frankfurt တို့နှစ်သင်းကိုပဲအနိုင်ရခဲ့တာဖြစ်ပါတယ်။စပါရဲ့ Europa League အဝေးကွင်းရလဒ်တွေကိုပြန်ကြည့်ရင်တည်ငြိမ်မှုမရှိတာကိုတွေ့ရပါတယ်။ Europa League အဝေးကွင်း၆ပွဲမှာ၃ပွဲသာနိုင်ခဲ့ပြီးဂိုးမပေးရတဲ့ပွဲစဉ်၃ပွဲသာရှိခဲ့ပါတယ်။ပထမအကြိမ်မှာလူချင်းနဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့စပါကအခုပွဲမှာတတ်နိုင်သလောက်ထင်ကစားရင်အခြေအနေကြီးလှုပ်ရှားပါလိမ့်မယ်။ မက်ဒီဆင်နဲ့ဘက်ဗောရိုလိုကစားသမားတွေဒဏ်ရာရရှိနေရကြောင်းစပါရဲ့ကွင်းလယ်တိုက်စစ်အာယော်နေမှာတည်ကြပါတယ်။တဲ့ကြီးမှာတော့စပါက20ဆိုပြီးခပ်ပပနဲ့စတင်နေပါတယ်။ဂိုးစေးကတော့3တရေဖြစ်ပါတယ်။ဗောရီဖွင့်လှစ်မှုကအချိန်မရွေးဝင်ရိုးပြောင်းလဲဖြစ်သွားနိုင်ပါတယ်ရှင်။အခုလိုမျိုးနိုင်ငံကဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာဆောဆောင်လေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်မတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပေးတဲ့ကြည့် နောက်တစ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးတိုင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်။ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတူတင်ပါတယ်ရှင်။